အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live season ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်ဗောနော်အဲ့တော့ကျွန်တော်မှန်တိုင်းပြောရမယ်ဆိုရင်အခုတလောမှာဒါကျွန်တော်ဒီ video တွေဒါကျွန်တော် ရိုက်နေပြီမဲ့ကျွန်တော်ဒါအာအေရှားတခွင်သွားဖြစ်ခဲ့တယ်ဘောနော်ဒါကျွန်တော်တို့ဒါရပ်ပိုင်းအတွက်မှာလည်းကျွန်တော်လာအိုစ်ဘက်ကိုသွားဖို့ရှိတယ်ဘောနော်အဲကျွန်တော်အလုတ်ကြီးစားလေးတခုနဲ့လာအိုစ်ဘက်ကိုသွားဖို့ရှိတယ်လာအိုဒီဗီဒီယိုကြည့်နေညီကိုတွေကမှလာအိုမှာရှိတဲ့ညီကိုတွေတွေ့ကျင်တယ်ဆိုတော့ကျွန်တော်တို့တွေ့ကြမှာဘောနော်အဲလာအိုစ်ဘက်ကိုသွားကျွန်တော်လက်ရှိမှာကမ်ဘောဒီးယားဘက်ရောက်တယ်ကျွန်တော်ဗီယက်နမ်ဘက်ရောက်တယ်ကျွန်တော်တို့အရှေ့တောင်အာရှကုလုံးဒင်းဒီဘက်ကျွန်တော်ဘူနိုင်းပတ်တောင်ကျွန်တော်ဂျာတက်မှာရောက်သွားသေးတယ်ဘောနော်အဲ့တော့ ကျွန်တော်ဒီကြားထဲမှာပေါ့နော်ကိုမနေ့ပြောဆိုကျွန်တော်ဘောလုံးစိတ်ဝင်စားလို့သွားကြည့်တာဒီတစ်ခေါက်ကတော့အဲဒီကမနေ့ပြောဆိုကျွန်တော်ဟိုဥရောပတွေကြီးပဲသွားတာကျွန်တော်တို့ဟိုဘက်တွေကြီးပဲသွားဆိုတော့ဒီခေါက်အင်္ဂါရှိတာပြီးရင်ကျွန်တော်ဂျပန်ဘောလုံးကွင်းတွေကိုရီးယားဘောလုံးကွင်းတွေလည်းကျွန်တော်ကြည့်ဦးမယ်ပေါ့နော်အဲဒါကျွန်တော်တက်တက်ကြီးတစ်ခုသွားအောင်မယ်ဒါကျွန်တော်နောက်နှစ်မှာဂျပန်နဲ့ကိုရီးယားတီးသက်ကျွန်တော်အရက်20နဲ့တလလောက်သွားဂျပန်မှာ15ရက်ကိုရီးယားမှာ15ရက်ဆိုတဲ့ဥစ္စာလေးမျိုးဒီတစ်နှစ်ဒီနှစ်ရဲ့ကျွန်တော်တို့အေးပေါ့တရင်ကျပတ်ချာလေးကိုကျွန်တော်ရုံးပိတ်တဲ့ရှင်ကျွန်တော်လည်းကျွန်တော်လည်းအရလွတ်လွတ်ရတာလူကြော်မဲ့ကျွန်တော်လွတ်လွတ်ရမသိဘူးကျွန်တော်လွတ်လွတ်ရတယ်ကျွန်တော်လည်း တလားလားအဲ့လိုမျိုးကျွန်တော်တို့ဒါဆရာရက်ရက်ဆက်ရုံးပိတ်ရဲဆိုရင်ကျွန်တော်အဲ့လိုမျိုးဒါတွားဖို့စီစဉ်ရှိတယ်ပေါ့နော်။အဲ့တော့ထားပါကျွန်တော်ရဲ့အခုလက်ရှိတော့ဖြစ်နေတာအခုလက်ရှိကျွန်တော်နာနိုင်ငံအခုတလောကကျွန်တော်ခမရောက်ယူမှာကျွန်တော်ဘာလီဘက်ရောက်တယ်အင်ဒိုနီးရှားဘက်ရောက်တယ်ပေါ့နော်။အင်ဒိုနီးရှားဘက်ရောက်ကျွန်တော်ရီရတာအင်ဒိုနီးရှားဘက်ရောက်တဲ့အချိန်မှာဒါကျွန်တော်တို့အင်ဒိုကဲတခါရခုန Facebook ကလေသူကသူတို့နိုင်ငံပေါ်ကြီးအင်ဒိုနီးရှားရဲ့ကျွန်တော်တို့ဘောလုံးအကြောင်းသူတို့ပြောတာဟာဒါဘလူး evolve ဖြစ်လာတယ်ဘာညာလဲဘလူးမျိုးတာကျွန်တော်မျက်စိရှိမှတိုးတက်လာလဲဘာညာဆိုပြီးသူအမြဲတမ်းပြောလို့ရှိတယ် proudly ပေါ့နော်အဲ့တော့ကျွန်တော်လက်ရှိမြန်မာပြည်မှာလည်းအမှန်တမ်းပြောကျွန်တော်တို့အားကစားနဲ့ပတ်သက်ပြီးကျွန်တော်အရင် proudly ပြောခြင်းနဲ့ဘာလို့ဆိုတော့ကျွန်တော်နဲ့တွေ့ရလို့ဆိုကျွန်တော်ဘောလုံးဘောလုံးချောင်းပြောတဲ့ကောင်ဆိုတော့တွေ့ရလို့မြန်မာကျွန်တော်ဘောလုံးချောင်းမဲ့တိကပြောတယ်မိဖွဲ့ပြီးဆိုဘောလုံးချောင်းပြောတယ်လက်ရှိမှာကျွန်တော်အင်္ဂလန်ကောင်နဲ့ပြောတယ်ဘောလုံးချောင်းမဲ့ပြောတာပဲအဲ့တော့ကိုရီးယားမြန်မာနိုင်ငံနဲ့ပတ်သက်ရင်ဘောလုံးချောင်းပြောတို့အနေနဲ့ကျွန်တော်ပထမဆုံးတို့တို့ရဲ့ဝေဖန်မှုကဒါအင်္ဂလိပ်မျက်နှာဖြူတွေရဲ့ဝေဖန်မှုကမင်းတို့ရဲ့ပြည်တွင်းအသင်းကိုမင်းတို့အားမပြုခါမကျွန်တော်ဒါအမှန်တမ်းအဆက်ကြောင့်မရှိပဲကျွန်တော်ပြောကျွန်တော်မြန်မာပြည်ကအသင်းနေမှာလဲကျွန်တော်ရှမ်းယူနိုက်တက်တိမယ်ရန်ကုန်ယူနိုက်တက်တိမယ် AR ဝတီတိမယ် ဒါပဲဖျားဆုတာပဲမလေးလာလို့မတည်ဘူးလို့ပဲကျွန်တော်အနေနဲ့ဝင်ခံပါတယ်ဒါပေမဲ့ခုနကပြောသူပဲဟိုကိုတွေကိုလည်းအရန်ကြီးတက်မှာဟာဒီအတင်းတွေစောက်ရမ်းကောင်းတယ်ဆိုတဲ့ပုံစံမျိုးဆွဲဆောင်မှုမရှိဘူးလို့လည်းမြင်တယ်ပေါ့နော်ဒါခုက no offense ကျွန်တော်အမြင်ပေါ့နော်ဒါကျွန်တော်အတွေ့ကျွန်တော်မကျွန်တော်ဒါမှမဟုတ်ခုနကကိုယ့်ဟာကိုဖိကျွန်တော်ခင်ဗျားကျွန်တော်ဖိငေါင်းကျဲတယ်လို့ပြောလေလက်ခံလို့ရဒါပေမဲ့ဒီပို့ဆိုတော့အာနာမသိငင်တော့မှနည်းနည်းရင်းနေသေးတယ်ရန်ကုန်တို့ရနာမုံတို့ကျွန်တော်ဒါကွင်းထဲတောင်သွားကြည့်ဘူးခဲ့တယ်ဗျာခင်ဗျားတို့ယုံကျွန်တော်မြန်မာပွဲဆိုအရင်တော့ဒါကျွန်တော်တို့ ဟိုမြန်မာပွဲဆိုရင်ဒါအမြဲတမ်းလို့ကျွန်တော်ကွင်းထဲသွားကြည့်လောက်တဲ့နီးနီးကျွန်တော်အချိန်ပေးပြီးသွားကြည့်ဖြစ်ခဲ့တယ်။အဲ့လောက်ထိမြန်မာဘောလုံးအသင်းကိုကျွန်တော်လုတ်ခဲ့တယ်ဘောနော်ဒါပေမဲ့အမှန်တမ်းပြောရမယ်ဆိုရင်တော့အခုချိန်မှာဒါမြန်မာဘောလုံးအသင်းနဲ့ကျွန်တော်တော်တော်လေးဝီးကွာသွားပြီးဂျာမန်ကတော့ကျွန်တော်အမျိုးသမီးအသင်းဒါဆုရရတော့ congratulation ပါဒါကျွန်တော် congratulation တော့မလုတ်ဘူးဘာလို့ဆိုတော့တည့်ရတိုင်းပဲ လောက်လက်ထူမှာမဟုတ်တာအဲ့တော့ခုနလက်ရှိမှာဒါကျွန်တော်တို့အဓိကကတော့ကျွန်တော်တို့ဒါယောက်ျားလေးဂျာမန်နာမည်ကြီးနေတာမေထက်လူဆိုတဲ့ဒါကျွန်တော်တို့ကလေးမာလီယာတကယ်သူကြည်ပုံကတော်တော်လေးလက်ချင်တယ်ဒါပေမဲ့သူထက်ပိုပြီးကောင်းတဲ့လူတွေလည်းအများကြီးရှိပါတယ်ဒါခါကျရင်ကျွန်တော်တို့ကချောတဲ့လူတွေကိုပိုပြီးတော့ pass ပေးတယ်တဲ့မှာပါပဲဒါပါတယ်တကယ်နိုင်ငံရုပ်နာပေါ်ရုပ်ရုပ်တွေပဲဗာညာအဲ့ဒါထားပါလက်ရှိဘယ်လိုပဲပြောပြကျွန်တော်တို့ဒါအင်ဒိုနီးရှားနဲ့ပတ်သက်ပြီးကျွန်တော်ဒါဘာလီယောက်သွားရတယ်ပေါ့နော်အင်ဒိုနီးရှားတဲ့အဲ့ဒီမှာကျွန်တော်ပဲကွက်တီပဲသွားကြအဲ့ဒီမှာကျွန်တော်မှတ်မဲ့ကိုမိုကဂိုသမားရဲ့အရန်ဂိုသမားလာတာအရန်ဂိုသမားထင်တယ်ကိုမိုကဂိုသမားရဲ့ကျွန်တော်ဒါအင်ဒိုနီးရှားကမှတ်မဲ့ကစ ာသမား၃ယောက်လောက်ကိုပြစ်ပြီးတော့ဒါကျွန်တော်တို့တို့နိုင်ငံပြောင်းပလိုက်တယ်ပေါ့နော်ဟာတော်တော်မိုက်တာဗျာဒီလားတတော်မိုက်တာ transfer market ကသူတင်ထားခဲ့တယ်အဲ့တော့မဲ့ကျွန်တော် transfer market facebook ကို follow ထားတယ်ကျွန်တော် indonesia ပေါ့နော်ဒါကျွန်တော်နိုင်ငံပြောင်းပြီးလဲအီတလီကစားသမားအီတလီတဝက်ဒါကျွန်တော် indo တဝက်ပါတယ်ဒါကျွန်တော်သွေးကိုဒါပြောင်းပေးပလိုက်တယ်ပေါ့နော်အဲ့တော့ evo ဖြစ်လာတဲ့အခန်းကဏ္ဍမှာတချို့အရာတွေကခင်ဗျလက်မခံခြင်းလဲလက်ခံရမယ် ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံအနေနဲ့အဲ့ဒါကိုလက်ခံမှာဒါပုံမှန်လင်းပြောမှာကျွန်တော်မြန်မာနိုင်ငံအခုချိန်မှာ brain wash လုပ်ခံတာကျွန်တော်ကိုယ်တိုင်လက်ဒါခုနပြောသူပဲကျွန်တော်ရဲ့အသက်ရဲ့ကျွန်တော်တို့ဒါသုံးမုန်တပုံလောက်ကိုယ်တိုင်ကျွန်တော်ကိုယ်တိုင် brain wash ခံတာဂျာမှာအရင်တော့ဒါကျွန်တော်တို့ဟိုပုံမှန်လင်းလင်းခင်ဗျားတို့အားမလဲဆိုဟာအသားမဲမဲကျွန်တော်ကိုယ်တိုင်လက်အသားမဲပါဒါပေမဲ့အသားမဲမဲဘာညာတွေ့ရင်ဒီလူကိုကြောက်ရမယ်ဟာတက်မှာကိုယ့်ရဲ့ဘာသာကလေသူများဘာသာက မှားနေတယ်အဲ့ဒီရဲ့ psychology တွေကကြည့်လာတဲ့အချိန်မှာကျွန်တော်အဖေမျိုးကျွန်တော်အရင်ကျူးတင်မှာမင်းဒါမဟုတ်သေးဘူးမင်းမတွေ့တာတွေမှားနေပြီဟိုဘာလို့ဆိုကျွန်တော်အဖေဆိုရင် ကျွန်တော်အဖေလောက်လူပေါင်းတာစောက်ရမ်းတင့်တော်တယ်လူပြောရတဲ့လူတွေမှာရှိတယ်ဒီကျွန်တော်ဘိုးတော်ကအင်မတန်မှသူနဲ့အရက်ဝိုင်းတယ်ခင်ဗျာဘယ်ပါတာပဲဖြစ်တန်းအောင်ဖြစ် he don't care ဘဝမှာခင်ဗျာကျွန်တော်ဘိုးတော်ဘယ်လောက်တော်လဲခင်ဗျာပြောခင်ဗျာတို့ကြွားရကြမှာကျွန်တော်ဘိုးတော်နော်ကျွန်တော်ဘိုးတော်အင်္ဂလိပ်စာလုံးဝမတတ်ဘူးဒါပုံမဲ့လေမကျွန်တော်ဖေးအပေါ်လေတော့အားမနိုင်ပဲကျွန်တော်ဖေးဆယ်တန်းတော့မအောင်ဒါပေမဲ့လုံးဝသူ့သူ့ရဲ့ level မှာသူစောင့်ရမ်းတော်တယ်ဒါပေမဲ့သူ့မှာအင်္ဂလိပ်စကားအရအားနေတယ်။ Yes okay all right ဒါသုံးသုံးရတာဒါပေမဲ့ ကျွန်တော်သူနဲ့တစ်ခါကျွန်တော်တို့ဘယ်ခီးမှလည်းမသိဘူးသွားတယ်အဖြူနေနဲ့ကျွန်တော်ကျွန်တော်ရဲ့ father ကြီးကျွန်တော်ထပ်ဆက်ဆက်ဆံမှာကျွန်တော်ပျောက်သွားအဖြူရေကြားတဲ့ဝင်တိုင်းကိုတော်ကီဖုတ်နေတာမသိဘူးဟိုဘက်ကောင်ကြီး yes all right okay သူကတော့ united အင်ကြီးဝင်ထားတယ်အာတို့လား united support okay အဲ့လိုအဲ့လုံးလုံးနဲ့ ောချင်တာဗျာတခါကြရင်လေဒီလားဟိုကျွန်တော်အဖေလောက်ချိုးဖြစ်တဲ့ဘဲကကျွန်တော်အဖေပဲရှိမယ်လို့မြင်တယ်သူဘာပဲဘာသာပြီးတော့ပို့ဆိုးတာကကျွန်တော်လူတော်မှမသိရကျွန်တော်ကကျွန်တော်မှာဘာသာအသုံးမျိုးပုံစံဖြစ်သွားတယ်ဘာသာဆိုရတဲ့လူမျိုးသုံးမျိုးပေါ့နော်ကျွန်တော်အဖေကဟင်ဒူရယ်ဟင်ဒူမြန်မာပေါ့နော်ကျွန်တော်မိသားတရုတ်သွေးပါတယ်တရုတ်တော့အရန်တော့မဆိုတရုတ်သွေးသွားတယ်ကျွန်တော်အဖူအဖွာတရုတ်အရန်စတဲ့အဖူအဖေမိမာတော့အဖေမိမာအဲ့လိုတရုတ်မဆိုတော့အဖေအမေဘက်ကဒါတရုတ်သွေးပါတယ်အာမေပါရမယ်ဟိုဟာပေါ့ဟိုမြန်မာသွေးပါတယ်အဲအဖေဘက်ကဟိန္ဒူသွေးပါဟိန္ဒူတွေကတော်တော်လေး strong ဖြစ်တယ်ကျွန်တော်သိရတဲ့ ဒေဝါလီဆိုကျွန်တော်တို့အိမ်မှာအကြီးကျယ်ကျင်းပါတယ်လူတော်များတည်ရည်လိမ့်မယ်ဒါပါဟိန္ဒူသွေးရဲတာကြောင့်မြန်မာသွေးရဲပါအဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်တို့က culturally ရအရန်ကျွန်တော် father ရဲ့အရန်ဖြစ်တယ်ပြီးတော့ကျွန်တော်အဖေရဲ့ငငယ်လေးကျွန်တော်အဖေကခုနပြောသူပဲဘဝခက်ခဲတယ်ကျွန်တော်ကသူများဆိုင်မှာလွတ်လွတ်ရတယ်သူ့ဘဝရဲ့တောင်းအားခက်ခဲတယ်မှပါတယ်သူသူများဆိုင်မှာလွတ်လွတ်ရတဲ့အချိန်မှာခုနပြောသူ့ရဲ့တငယ်ချင်းသူ့ရဲ့ boss က muslim နေဖြစ်တယ် islam ဘာသာဝင်နေဖြစ်တယ်သူ့ boss ကသူ့အရန်ချစ်တယ်အဲ့တော့ခုနပြောသူ့အနေနဲ့ကျွန်တော်ဒီဘာသာကဒီလိုမျိုးကအဲ့တော့မြန်မာအနေနဲ့ခုနပြောသူပဲကျွန်တော်တို့အဲ့ဒါကိုကျွန်တော်ဒီအရောပြောနေတာပေါ့နော် ကျွန်တော်တို့ကအဲ့ဒါကိုလက်ခံဖို့ခဲရင်ကျွန်တော်ဆိုရင်ငယ်လေးကတည်းကကျွန်တော်မြန်မာကျောင်းတက်ခဲ့တဲ့ movement တွေရှိခဲ့တယ်ကြောင့်မို့ဘဲဘာသာမှာငါတို့ဘာသာငါတို့လူမျိုးတွေဒါအကောင်းဆုံးဆိုတဲ့ mentality တွင်းထားတယ်ဗောနော်အမှန်တမ်းပြောရမယ်ဆိုရင်အဲ့ဒီလူမျိုးတလွဲခုနကငါတို့ဘာသာဒီဒါအကောင်းဆုံးတာဒါကျွန်တော်ဒါတော့မငင်းပါဘူးဆိုခုနကပြောလို့ကိုယ့်ရဲ့အမြင်ကိုယ်ရဲ့ဒါပါဒါပေမဲ့လူမျိုးတွေဒါအကောင်းဆုံးဆိုတဲ့ဥစ္စာကြီးကလွဲနေတယ် ကျွန်တော်တို့မှာတိုင်းရင်းသားလူမျိုးစုဘယ်နှစုရှိလဲကျွန်တော်တို့ဒါဘာသာဘယ်နှခုရှိလဲဒါတွေအကုန်လုံးကျွန်တော်နားဥပမာဆိုရင်မဟုတ်တာပေါ့ဆိုပေဘောကမှာအကောင်းဆုံးကုသိုလ်တော်ကစားသမားတွေကအစ္စလာမ်ဝင်နေဖြစ်မယ်ခရစ်ယာန်ဝင်နေဖြစ်မယ်ဗုဒ္ဓဘာသာဝင်ဖြစ်မယ်ဒါကြီးသွားပြောလို့များဟာဘာဖြစ်နေညာဖြစ်တယ်ဟိုပြင်သစ်မှာပြဿနာတစ်ခုဖြစ်ရင်ခုနကပေါ့ဆိုပေနိုင်ရင်တော့ဟာတကောင်တည်းငါတို့နိုင်ငံသားရှုံးပြီဆိုတော့တကောင်တွေလူမဲတွေဆိုတဲ့ပြဿနာပုံစံမျိုးပေါ့နော်လက်ရှိမှာမြန်မာနိုင်ငံမှာအဲ့လိုတော့မရဘူးနိုင်ပြီဆိုရင်တော့မှနိုင်ဖို့အတွက်ကျွန်တော်တို့မှဆိုပြကျွန်တော်တို့တစ်ခုခုကိုကျွန်တော်ပြိုင်ဖို့ဝင်တယ်ဘောလုံးမှမဟုတ်ဘူးကျွန်တော်ဘောမှာမြင်ဘူးသူများဆိုရင်ဒီလူက အသားရည်ကြောင့်ဒီလူကရုပ်ကြောင့်ဒီလူကကိုးကွယ်တဲ့ဘာသာကြောင့်ဒီလူကသူ့ရဲ့မွေးလာတဲ့လူမျိုးကြောင့်ပယ်ခံလိုက်ရတယ်ဆိုရင်အများကြီးရှိတယ်အဲ့တော့ခုနကပြောဆိုအင်ဒိုနီဟိုးရှိကောက်သားပြဆက်မှာဗျအင်ဒိုနီးရှားလိုမျိုးအခုလက်ရှိမှာသူများနိုင်ငံကကစားသမားကိုယ်နိုင်ငံမှာလက်ခံနိုင်ဖို့အဆင်ပြေမလား မင်းမြန်မာနိုင်ငံသားတယောက်အနေနဲ့အဆင်ပြေနိုင်လားအခုလက်ရှိမှာဒါ example တစ်ခုပြောပြရမယ်လက်ရှိမှာကျွန်တော်ဟိုနေ့တော့ interview ရန်ကုန် United ကလာမသိဘူး cup league တရားဟိုလူမဲတရားကို cup league ဆိုတော့လူမဲတရားပေါ့နော်လူမဲတရားအနေနဲ့ဒါကျွန်တော်တို့ဟိုသူ interview ဖြေသွားတာပေါ့နော် interview ဖြေသွားကျွန်မမလို့အရန်တော်တယ်ကျွန်တော်အနေနဲ့ဒီကစားသမားကမြန်မာအသင်းမှာဆော့မယ်ဆိုရင် ready ဖြစ်လောက်လားအဲ့လိုပုံစံအဲ့တော့ကျွန်တော်အနေနဲ့မြန်မာအသင်းမှာဒါခုနပြောဆိုဒီလိုမျိုးလူပြောက်ကမြန်မာနိုင်ငံသားပေးလိုက်ပြီဆိုရင်သူ့အနေနဲ့ဆော့မယ်မြန်မာနိုင်ငံရဲ့လူတွေလက်ခံနိုင်မလား အဲ့လိုမျိုးကျွန်တော်တွေးရပြီလေဒီလားအခုလက်ရှိမှာကျွန်တော်တို့ဘယ်လိုပဲအဲ့ဘာသာဥစ္စာမျိုးလူမျိုးမှာဆိုကျွန်တော်ဒါဟာငါတို့ဗမာလူမျိုးကြီးကျွန်တော်အခုချိန်ထိနော်အခုချိန်ထိခင်ဗျာသူများနိုင်ငံမှာနေပြီးတော့မှငါတို့ဗမာလူမျိုးကြီးဆိုတဲ့ကောင်းနေအများကြီးရှိတယ်ခုနကမှနားလေလူလေရပါရဲခုနကပေါ်ဆိုတချို့ကြတာကျွန်တော်ဆွေကြီးမျိုးကြီးကျွန်တော်ကြတော့ခုနကပေါ်ဆိုမာတီကာချာပေါ့နော်ကျွန်တော်အဖေရဲ့ဒါကျွန်တော်တို့သွေးຫນွယ်တွေအမျိုးຫນွယ်တွေဒါကျွန်တော် different people တွေကလာလာတော့မသိဘူးနော်အရင်ဟို different ဖြစ်တဲ့လူတွေအကြောင်းမို့ကျွန်တော်တော့ အစ်စီပဲချိုးဖြစ်တယ်။ဘာလို့သူများဘာသာကျွန်တော်လီးစားဘာလို့ကျွန်တော်ဘာသာတိုင်းကိုအရင်ချက်တယ်ဘာလို့ကျွန်တော်ထမင်းမြင်းနေကြွေးလို့အာအစ္စလမ်ဘာသာဝင်ဆိုကျွန်တော်အစ်ဆိုရင်ကျွန်တော်စမိုင်ပူတယ်ကျွန်တော်ဒါအသားတွေပူတယ်ဟာမျောစရာကြီးခရစ်စတန်ဆိုရင်ခရစ်စတန်ကျွန်တော်ဒါမမေရဟိုကျွန်တော်နိုင်ငံသားမှာနေခဲ့တုန်းကဆာယာကာလာတုန်းကကျွန်တော်ကာရိုးတွေသူများအိမ်မှာတိုင်တက်တိုင်စင်လိုက်ဆိုဘူးတယ်ဒါကျွန်တော်တို့တင်းငွေနေဆိုရင်တချင်းနေဒါ choir တွေမှာလိုက်ဆိုဘူးတယ်ကျွန်တော်တို့ဒါထမင်းနေစားတယ်ဗမာဆိုတဲ့ဗမာရဲ့ပွဲတွေကျွန်တော်တကြံအကုန်လုပ်ခဲ့ဘုရားဘုလိုပဲတခါကျရင်ဗျာလူတွေကလေဟို အခုချိန်မှာဗျာခုနကပြောကျွန်တော်တို့လည်းရွေးစဉ်တပွဲကိုရွေးပြီဆိုရင်လူမျိုးနဲ့ဘာသာနဲ့တော့မဆိုင်တော့ဗျာဘာနဲ့တော့ဆိုင်လဲဆိုတော့သိလားအမ်သူတို့ရဲ့အမျိုးနွယ်ဖြစ်ရင်ရပြီအဲ့ဒါအဆိုးဆုံးပဲအခုချိန်မှာခင်ဗျလူမျိုးကြီးဝါဒတော့မပြောနဲ့အခုလည်းမာတော့ပြောဆိုပဲပြိုင်ပွဲစီစဉ်တဲ့သူရဲ့တူကအဲ့ဒီတိုင်ပွဲမှာပါဘူးတော့ခင်ဗျ90ရာခိုင်နှုန်းတည်ကြတယ်100ရာခိုင်နှုန်းအကောင်ကျိုးဝါလိပဲဖြစ်ရင်ဖြစ်မှာခင်ဗျဘယ်အဲ့လိုပုံစံမျိုးသားအဲ့တော့မြန်မာနိုင်ငံရဲ့အခုလက်ရှိပြဿနာတွေကအဲ့ဒါကြီးကိုခုနကပြောဆိုပဲအမြင့်ပြတ်ချေမွန်ရမှာပဲ အမြင့်ပြည့်ချီမွန်းပါဘာလို့ဆိုတော့ကိုရီကိုရီအဲ့ဒီစိတ်ကဲအောင်လေတော့ဘာမှတနေရာပေးရင်ဆိုဟာငါရဲ့တငယ်ချင်းကိုငါနေရာပေးလိုက်ရင်ကောင်းမလားငါရဲ့မျိုးအဲ့တငယ်ချင်းကရေချင်းရှိတယ်ငါရဲ့မျိုးကနေရာအမျိုးဟိုမျိုးကဟိုအရေချင်းရှိတယ်ဘာမှလက်ရှိမှာကျွန်တော်တို့ဒါဘော်လုံးလောက်ကမှလည်း nepotism တွေရှိတယ်ဥပမာလက်ရှိမှာ Maldini ရဲ့ generation Maldini ဆိုဘယ်လိုမျိုးဆိုတော့အဲ့တော့ဘော်လုံးလောက်ကမှာအဖေကသားကတော်တဲ့လူကအင်မတန်မှရှာတယ်ဘာကြောင့်လဲ ဘလောက်ထိနေရာပီပီတကယ်တဲ့ highest level မှာရှင်တဲ့ချိန်မှာအကုန်နောက်ကျကြခဲ့တယ်တကယ်တဲ့လက်ချိုးကြီးအခုလက်ရှိမှာဒါဒီနောက်ပိုင်းခေတ်မှာ Justin Cliver ဒါကျွန်တော် Cliver ညီကိုကတာဖာရှိမယ် Cliver တာဖာရှိမယ်ဒါသူရံမြဲဒါညီကိုနှစ်ယောက်ရဲ့သူ့အဖေရဲ့ရှိမယ်ဒါကျွန်တော်တို့ George Way ရဲ့တာဝယ်ရှိမယ်အဲ့တော့အဲ့လိုမျိုး Timothy Way ရှိမယ်အဲ့လိုမျိုးနည်းနည်းလေးရှိတာလွယ်လွယ်အခုတော့ဘာများဘောလုံးတို့တကယ်နဲ့ခင်ဗျအားကစားဆိုလို့ဆိုတာကိုယ်တိုင်အားကစားလုပ်ရတဲ့အတွက်ကြောင့်မလို့ nepotism ကဘယ်တော့မှဆက်ပါမလဲအဲကြောင့်မြန်မာနိုင်ငံအားကစားကဘယ်တော့မှရှိမရောက်တာ ျွန်တော်ပြောချင်တဲ့ bottom line ကအဲ့ဒါပဲတဲ့လားသူများဘာသာကိုလည်းမယူသူများလူမျိုးကိုလည်းမယူသူများကိုလည်းမယူဘူးဘာလို့မှမယူကိုယ့်လူပဲကိုပြန်ယူရတယ်တကယ်တော့ highest level မှာရှင်အမြင်တော့ကဘာလို့ခုနအရေးချင်းမှမရှိတာ no offense အရေးချင်းမှမရှိတာတကယ်ခုနဘုလို့စောက်ရမ်းတော်ပြီးအမျိုးချင်းချင်းမြေတောင်မြောက်ပေးတော့အရေးချင်းမရှိလို့ premier league လိုနေရာမှာမတွေ့နိုင်တဲ့ကောင်တွေအများကြီးရှိတဲ့နေရာမှာပါတယ်အဲ့တော့ကျွန်တော်တို့လူငယ်တွေနေရာရဖို့ဆိုရင်တော့ဒါပုံမှန်လင်းပြောမှာဆိုရင် ုံကုံပြောမှနိုင်ငံရေးနဲ့ပဲပြန်ဆက်မှာဒီဂျပူတို့ရှိလို့မရအောင်ဒီဂျပူတို့ရှိနေသေးရကတော့သူ့လူသူပြန်တင်သူ့မျိုးသူပြန်တင်ဒါနဲ့တင်ပြီးနေမှာပဲဟုတ်တယ်ဟုတ်ခင်ဗျားတို့ကလည်းရှိကျွန်တော်ဗီဒီယိုတွေကြည့်တဲ့တည်းမှာလူရွေးပွဲမှာဘလောက်တော့ပြန်ပြီးငါ့ကူကဆောင်းဝန်းကောင်းတယ်လို့ခံစားပြီးပြုတ်ခဲ့တယ်ငါ့တော့တော့မကောင်းတဲ့ကောင်တွေကရွေးခံပြီးတော့ပြုတ်သွားတဲ့ moment တွေဘယ်နှယောက်ရှိခဲ့လဲခင်ဗျားတို့လည်းစားခဲ့ရမှာကျွန်တော်အနေနဲ့ကျွန်တော်ဘုရားမကျွန်တော်တော့ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ကျွန်တော်တော့မကန်စားကျွန်တော်ရေကူးအရန်အခုတည်းကျွန်တော်အတိအကျမှာရေကူးတာအရန်တော်ရတဲ့မှာပါတယ်အခုတော့ကျွန်တော်ဒါအော်စတြေးလျမှာကျွန်တော်တို့အဲဒီဘက်ဘာ အလုပ်လုပ်နေပြီလားမသိဘူး finance ရောက်သွားပြီလားမသိဘူးအရန်တော့တယ်အော်ဆွေလီယာမှာဒီလူလုပ်နေတယ်ကျွန်တော်ဘောမှာဒါပေမဲ့မှတ်မဲ့ရအဲ့သူ့ကိုမရွေးဘဲနဲ့မှတ်မဲ့ရကုမ္ပဏီကြီးတခုကနေပြီးတော့အဲ့ဒီဆရာကိုဖားပြီးတော့ပေးပြီးပတ်စံပေးပြီးတော့တတ်သွားတဲ့ chart တွေကိုရွေးသွားတယ်တကယ်တမ်းရေကူးရှင်တဲ့အချိန်မှာအကုန်ပြုတ်ပြီးရန်ခဲ့တယ်ဘာဖြစ်လို့လဲမဆော့သုံးမှမကြတာခတော့ဗျာဆော့သုံးမှမကြတာခင်ဗျာလေဟုတ်တယ်မဆော့သုံးမှမကြတာအဲ့တော့ဟိုပတ်စံပေးပြီးခေါ်ရတဲ့ကောင်တွေတကယ်နဲ့ international high international နဲ့ကောင်တွေပတ်စံပြီးခေါ်လာရမှမဟုတ်တာတကယ်တော်တော်ခေါ်လာတာလीဟုတ်တယ်မလား ဒါပဲအဓိကတော့အဲ့တော့ဟိုပြောချင်တာကတော့အဖြေကရှင်းရှင်းလေးကျွန်တော်မြန်မာနိုင်ငံလူငယ်တွေခွင့်ရရမယ်ဆိုဒီယာကြီးတစ်ခုလုံးကျွန်တော်ပြောင်းမှုလို့တယ်စနစ်ကြီးတစ်ခုလုံးပြောင်းမှုလို့တယ်စနစ်ကြီးပြောင်းမှုလို့ဆိုဒီဂျပူတွေတည်မှမရမှာဒါအပွင့်နေဆုံးပြောရခင်ဗျာဒါနိုင်ငံကြီးပြောရတယ်ပြောရတယ်ကျွန်တော်စဲကျင်လဲစဲလို့ဘယ်လိုမှမဆိုင်ဘူးဒါပေမဲ့ကျွန်တော်ကကျွန်တော်ခံယူချင်တယ်ကျွန်တော်အဲ့တော့ကျွန်တော်အနေနဲ့အခုလက်ရှိမှာဒီလမ်းစဉ်ကိုကျွန်တော်ကဒါပြုမလဲကျွန်တော်ဘယ်ဘယ်အဖွဲ့ကြီးမှကျွန်တော်မပေါင်းကျွန်တော်လူစရာရှိတာလူတွေကျွန်တော်မှန်တဲ့လမ်းစဉ်ကိုကျွန်တော်လိုက်တာပဲရှိတာကျွန်တော်ဘယ်အဖွဲ့ကြီးမှလည်းမပေါင်းအဖွဲ့ကြီးဆိုရဲဆိုတော့ကျွန်တော်အယုံကြီးမှုရှိဘာလို့ဆိုတော့ကျွန်တော်ကိုရန် corporate မှာလွတ်လွတ်နေကောင်ကြောင့်မဟုတ်ဘူး corporate ကစကားတွေကနဝေမဲချူတာတကယ်လွတ်လွတ်တဲ့ကောင်တွေပဲဒါဘယ်ဖွဲ့စည်းမှလည်းမစော်ကားဘူးเนาะဒါပြပြတာအဲ့တော့ကျွန်တော်ဘယ်ဖွဲ့ကျွန်တော်တို့ရှိဟာမင်းဖူဖွဲ့စည်းနေတာမင်းတို့ကဒီဖွဲ့စည်းထောက်ပဲဘယ်ဖွဲ့စည်းမှမထောက်ဘူးမေးကြည့်လိုက်မေးကြည့်လိုက်ကတိပတကောင်ဘယ်ဖွဲ့စည်းဘယ်ဖွဲ့စည်းမှမပေါ့လှူပတ်လူနေတာပဲရှိရင်ရှိမယ်ဘယ်ဖွဲ့စည်းနေမှဖက်တဲ့ကောင်ပေါ့ဦးလက်ရှိမှာ youth sport media 3.0 tv4u ကိုကြီးညာပေးရယ်เนาะ ကျွန်တော်မမေရ Useport Media 2.0 3.0ကဒါ chart date တယောက်နဲ့ပဲကျွန်တော်ခင်တယ်ခင်တယ်ဆိုတာလဲခုနကပေါ်စကားပြောမှာကိုကြီးဒီလို dual update လေးထွက်တယ်ကိုကြီးနာမည်လေးပြောမှာအဲ့လောက်ပဲကျွန်တော်စကားပြောမှုတာရှိတယ်အကိုကြီးကျွန်တော်စီကျွန်တော်တို့ team ကနေပြီးတော့အစ်စ်လေးညွှန်ကြဖို့ရှိတယ်ဘာညာလေးညွှန်ကြဖို့ရှိတယ်ကိုဒါလေးညွှန်ကြပေးပါဒါလောက်ပဲကျွန်တော်ညွှန်ကြခိုင်းတာသူနဲ့ခုနကပေါ်ဟာညီလေးဒါလေးညွှန်ကြကိုပါစသူတို့ဘာလုပ်တယ်လဲမသိဘမနေတယ်လဲမသိဘဒူးမနေတယ်လဲမသိဘာလုပ်မယ်လဲကျွန်တော်မသိစိတ်လဲမဝင်စားဘူးကျွန်တော်အနေနဲ့ကျွန်တော်မှန်တယ်ဘောလုံးမွဲကြည့်ရင် ကူညီလို့ရရဆိုတော့ကျွန်တော်ပြောပြတယ်ပတ်စံတရားမမြောက်ဥလက်ရှိမှာခင်ဗျာတီးဟုတ်လားပေါ့သူပဲအဲ click to donate တို့ပါလို့ဆိုရင်ကျွန်တော်ဘယ်သူမှတော့မသိဘူးဒါဖရဲ click to donate admin လည်းမသိ click to donate admin ကအထီးလားအမလားဒါကျွန်တော်တို့အဲ gay လား bisexual လားကျွန်တော်မသိဘူးဒါဘုံမွင့်လင်းပြောတာတိဖို့လည်းမလိုဘူးလေဟုတ်တယ်မှာကျွန်တော်အနေနဲ့တီးပြီးဒါပါလို့တွေ့ရမှာလေ ဲ့တော့လူတော်များဒီညမှာကျွန်တော်ပြောဟာမင်းကအဖွဲစည်းပါညာဆိုပြီးဒါကျွန်တော်ပြောဒါအဖွဲစည်းမှလည်းမလို့အာယုလည်းနောက်တယ်ဘွားမှာအလှလည်းမခံဘူးအခုလက်ရှိမှာတော့ကျွန်တော်တို့ဒါတက်တက်ကြီးဒါပတ်စံပေးပြီးဟဲ့အောင်ကြီးမင်းမွေးနေကပ်ပြီးမှပတ်စံလာပေးထားတယ်ပြောရှိအဲ့ပတ်စံတွေဆိုလဲလက်ထဲမှာတော့မကအကုန်လုံးချက်ချင်းလူပြစ်တာအဲ့တော့ကျွန်တော်လူမခံဘူးနော်မင်းမွေးလင်ပြောတာအဲ့တော့အာယုနောက်တယ်ဘာလို့မဟုတ်တော့မှာအဲ့တော့ခုနကပြောလို့ပဲကျွန်တော်ကျွန်တော်အေးဆေးနေတယ်ချိုးတယ်ခုနကပြောလက်ရှိအဓိကပြောချင်တဲ့ဥစ္စာကတော့ဘုံမွေးလင်ပြောတာတော့ ျွန်တော်ဒီလိုလုပ်နေတာအကုန်လုံးကကျွန်တော်လူငယ်တွေနေရစဉ်လူငယ်တွေကိုပြောကျွန်တော်ဘဝမှာကျွန်တော်မြန်မာပြည်မှာနေခဲ့တဲ့အဲ9နှစ်နဲ့9နှစ်ကြာပတ်ချာလေးအပျော်ဆုံးပဲခမတကယ်တကယ်အခုချိန်မှာခမကျွန်တော်မှဥရောပသွားတယ်ဘလို့မသွားအဲ့ဒါတွေကျွန်တော်ခောက်လိုက်လို့ကျွန်တော်မြန်မာပြည်မှာပြန်နေတာညတကောင်များကျွန်တော်ရှူတင်လေးရိုက်တယ်ကျွန်တော်အဲ့မှာကျွန်တော် A1 channel ထဲမှာကျွန်တော်ရှူတင်ရိုက်တယ်ရှူတင်ရိုက်ပြီးပြန်နေကျွန်တော်ဒါခုနကပြောထမင်းကျော်စားမလားမွေးငါစားမလားချက်တာစားလို့ရပြီးရင်ကျွန်တော် ီးရင်အမြင်နဲ့လို့ကျွန်တော်ဒါဟိုရွှေကုံပြားရဲ့ကျွန်တော်တို့ဒါနောက်ဘက်မူလာမသိရေကန်ကြီးရှိတယ်ဗျာသွေးစိတ်ကန်ရှိတယ်ကျွန်တော်ဘာမှမလုပ်ဘူးသိတယ်လို့အဲသွေးစိတ်ကန်ရှိမှကျွန်တော်ကားရက်တယ်ကားရက်ပြီးအမြင်နဲ့ဒူးရထောက်ပြီးကျွန်တော်အပေါ်တော်မတော့အမြင်နဲ့ကျွန်တော်ဘုရားရှိခိုးတယ်ပြီးကျွန်တော်အိမ်ပြန်တယ်မနေ့ကျအိတ်တယ်ပြီးကျွန်တော်ဒါ၄နိုင်လောက်ရောက်သွားကျွန်တော်၉နိုင်လောက်ပြန်ထားတယ်ကျွန်တော်လုတ်ပြန်သွားတယ်ဒါပဲကျွန်တော်ဘွားကြီးကအဲ့ဘွားကျွန်တော်ရန်တက်တက်တယ်ကျွန်တော်ဘွားကလေသူများလေသူကကျွန်တော်အရန်တိုးတက်ချင်တယ်ကျွန်တော်ကျွန်တော်ရောင်ရဲတင့်တင့်တယ် ျွန်တော် AC နဲ့ကျွန်တော်ပေါ်မှာတိုက်လေးတစ်လုံးကားလေးတစ်စီးရှိရင်ရပြီခုနကဘဝမှာတော့အိမ်မက်တွေအများကြီးရှိတယ်မဟုတ်လားအိမ်မက်တွေလည်းခုချိန်မှာအကောင့်ထဲပေါ်ပြီးပြီးမှွင့်လင်းပြောတာဘောလုံးမဲ့ကြည့်ပြီးဆွန်ဟောင်းမင်းတွေ့ပြီးကိုချစ်တဲ့တင်ကိုကြည့်ပြီးကိုချစ်တဲ့တင်တောင်းစားတင်ရဖလားတစ်လုံးရအောင်မို့တော့ကြောင့်မှာထားပါဟိုဒီတင်ကတော့ဖလားမရတယ်ဖလားရဖို့တော့မမြင်ဘူးအဲ့တော့ထားပါထားပါဒါပြီးမှွင့်လင်းပြောထားတော့ဒါပေမဲ့ခုနပြောတယ်ကျွန်တော်ပေါ်မှာကျွန်တော်လုပ်ချင်တာကုန်လို့အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်အခုလက်ရှိလုပ်နေရတယ်ကျွန်တော်မြန်မာပြည်ပြန်နေချင်တယ်ဒါကြောင့်ပဲဟာခင်ဗျားပြောအခုချိန်ကြီးကျွန်တော်ဝင်လာကျွန်တော်ဘယ်တတိယနိုင်ငံမှာကျွန်တော်မခံယူရသေးဘူးဘယ်နိုင်ငံမှာလက်ရှိမှာခံယူဖို့လည်းစီစဉ်မရှိသေးဘူးကျွန်တော်က EC ချိုးပဲ ဲ့တော့ကျွန်တော်အနေနဲ့ခစ်ပြန်ကောင်းတယ်ညီမကြီးပြန်မယ်ညီမကြီးအမေမှနေမယ်ဒါပဲအမေမှတိဆိုအမေနဲ့ကျွန်တော်နဲ့တူနေမယ်အမေမှမလို့ကျွန်တော်ညီမအမေပြီးနေမယ်ဘုန်းတော့အဲ့တော့ဒါကျွန်တော်ရဲ့ရွယ်ချက်ကျွန်တော်ရဲ့သွားခြင်းနဲ့လမ်းမယ်အဲ့တော့လူတော်များခုနကပြောတော့ဟာ note ပဲဖွဲ့စည်းမှလည်းမပေါင်းဘယ်ဖွဲ့စည်းမှမပတ်သက်ဘူးဒီလည်းမသိဘူးကိုကကိုရတဲ့ဥမာကျွန်တော်ဒေါ်လာ900ဒေါ်လာ900မှတရာ9ခွဲလူရင်90ကို10ခွဲလူရင်လည်းမဒါပဲလူရဲအောင်လည်းမရှိဘူးအောင်လည်းမစောက်ဘူးနဲ့မှလည်းမပတ်သက်ဘူးရှင်းရှင်းလေးပဲပြောစရာကြီးအဲ့တော့လောက်ပါပဲကော်မလေးလည်းရှိတယ်ကော်မလေးချိုးလေးကိုအသိချစ်တယ်တော့ကြောင့်မကိုအေးစီပဲ အဲ့တော့ပလုံးပွဲတွေကိုကြည့်ရှုနေတဲ့ဆိုရင်တော့ YouTube Media 3.0နဲ့ TV4 တို့မှာကျင်းလို့ဆိုတော့ကိုညီလို့ရပါတယ်။အများကြီးကလစ်ဖို့မမေ့ကြပါနဲ့။မြန်မြန်လေးလေးကလစ်မှာမြန်မြန်နေဖြစ်ပါလေ။အားလုံးမကြည့်လို့မရဲ။ကောင်းမွန်တော်နေနေဖြစ်ပါစေ။စုံမကောင်းအကောင်းမွန်တော်နေနေဖြစ်ပါစေ။စုံမကောင်းတောင်းမင်းနဲ့ကြောက်တော့ကိုပြပါအောင်။မြန်မြန်ကလစ်ပေးကြအောင်ရ။မြန်မြန်ကလစ်မှာမြန်မြန်ဖြစ်ပါလေ။အားလုံးမကြည့်လို့မရဲ။ကလစ်တူတူနေကျွန်တော်လည်းခုနကပြောလို့ပဲဒီ admin တို့များကြည့်နေရဆိုကျွန်တော်လည်းစကားလေးပါလေလာပြောပါအောင်။ကျွန်တော်ဒီမှာ promote လုပ်ရတော့တုံးလို့ကြာခါမသိလို့အတီးတဲ့အပါလည်းမသိလို့။စကားလေးပါလေလာပြောပါအောင်။ပြောတောက်ကိုပြပါအောင်။တေးပါပါ။